အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ် ဘုရားသခင်ရဲ့ကွယ်ကာမစမှုအရေးအောက်မှာအာလုံးဒီကောင်းကျမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်။မနက်ခင်းတိုင်းမှာဘုရားသခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။မိတ်ဆွေတင်နေမိသားစုအိမ်သူအိမ်သားအရောက်စီတိုင်းကို ထောက်ရဘုရားကောင်းကြီးပေးဖို့ကွယ်ကာဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ဖြားနာနေတဲ့သူတွေ၊ဆေးရုံဆေးခန်းတွေမှာရောက်နေတဲ့သူတွေ၊ဘဝအတ္တတွေမှာခက်ခဲပြဿနာမျိုးမျိုးနဲ့ရင်ဆိုင်ကြ ုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားသခင်ကအလင်းအမြန်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်ခဲပြဿနာအမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ရှာလောမ်အားလုံးပေါ်မှာသောရဘုရားထာမလာရောညိတ်တဲ့ခြင်းတက်ရောက်ပါစေ။ဘုရားသခင်ရဲ့ကြီးစုတော်တသက်ကြောင်း2025ခုနှစ်ရဲ့အောက်တိုဘာလ23ရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ဒီနေ့ထိတိုင်အောင်လမ်းပြပို့ဆောင်တော်မူသောဘုရားသခင်ရဲ့ကြီးစုတော်ပေါင်းကိုချီးမွမ်းပါတယ်။ဒီနေ့မနက်မှာကျွန်တော်တို့အတူတကွာဆင်ခြင် ခွားယူရမယ့်ကျမ်းပိုက်ကတော့ရှင်မာကုခရစ်ဝင်ခန်းကြီး7ပိုက်ငယ်23ဖြစ်ပါတယ်။ငါအမှန်ဆိုဒီကအကျဉ်တူဒီယုံမာတော်စိတ်နဲ့ကင်း၍မိမိဆိုဒီတိုင်းဖြစ်မိဟုယုံကြည်လျက်ထိုတောင်ကိုနေရာမှရွှေ့လော့ပင်လယ်၌ကျလော့ဟု ဆိုလျင်ထိုသူဆိုဒီတိုင်းဖြစ်လိမ့်မည်။ကျမ်းပိုက်အဖြစ်ပြရခဲ့အထူးကောင်းကြီးပေးပါစေ။ကျမ်းစာကယုံမာခြင်းစိတ်နဲ့ကင်းတဲ့ယုံကြည်ခြင်းတန်တရားစိတ် ကင်းတဲ့ယုံကြည်ခြင်းနဲ့မိမိဆိုဒီတိုင်းဖြစ်မည်ဟုယုံကြည်လျက်ယုံကြည်ခြင်းနဲ့နှုတ်မြတ်ဖို့ယုံကြည်ခြင်းနဲ့စကလုံးတွေကိုစေလွတ်ဖို့ကြင်ညာပြောဆိုဖို့ဖြစ်တယ်ထိုတောင်ကိုနေရာမှရွှေ့လို့ပင်လယ်၌ကြာလို့ဆိုလျက်ထိုသူဆိုဒီတိုင်းဖြစ်လိမ့်မည် တောင်းလို့ပြောတဲ့ခါမှာတနည်းအားဖြင့်အောင်မြင်ခြင်းကိုပေါ်ပြတာဖြစ်သလိုမိမိရှောက်ရမဲ့လမ်းတွေကိုကာစီးထားတဲ့တောင်းရန်တွေကိုပြောနေခြင်းလည်းဖြစ်ပါတယ်ကျွန်တော်ငယ်ရွယ်စဉ်အချိန်ကနွားတွေကိုထိန်းကျောင်းတဲ့အချိန်မှာတောင်းတွေကွယ်သွားတဲ့တစ်ဖက်မှာညနေခင်းအိမ်ပြန်ချင်းရောက်နေပြီးမကြခင်နေဝင်ပြီးမိုးချုပ်တော့ပဲနွားတွေကပျောက်နေတာရှာလို့မတွေ့သေးဘူးတောင်းတွေကွယ်သွားတဲ့ခါမှာရှင်းလင်းစွာမမြင်နိုင်တော့ဘူးဖြစ်တယ်ဒါကြောင့်အဲ့ဒီတောင်းတွေကိုကြော်လွန်ပြီးမြင်တွေ့နိုင်ဖို့ကျွန်းပင်မြင့်ကြီးတွေပေါ်သက်ပြီး ပြောင်းနေတဲ့နွားတွေကဘယ်မှာရှိနိုင်မလဲလမ်းကြည့်ရတယ်။တခါတည်းရန်ကျွန်တော်တို့အနာဂတ်နဲ့ပတ်သက်ပြီးကြောက်ရွံ့စိုးရိမ်ခြင်းတောင်တွေကွယ်သွားတဲ့အခါဖျားခင်ပြင်ဆင်တဲ့လမ်းဖျားခင်ရှောက်စီတဲ့လမ်းကိုကျွန်တော်တို့ရှင်းလင်းစွာမမြင်ရတော့ဘူး။စမ်းသွားဝါလမ်းပြောက်တဲ့အချိန်တွေမိတ်ဆွေတင်ကကြုံခဲ့ပူးမှာပါ။ပြဿနာတောင်တွေကာယံထားတဲ့အခါပြဿနာကကြီးမားတယ်လို့မြင်မယ်။ ဒီပြဿနာကိုကြော်လွန်ပြီးတခြားအရာတွေကိုမမြင်နိုင်တော့ဘူးဖြစ်ပါတယ်။တင်းရဲ့ရှေ့မှာကာစီထားတဲ့တောင်တွေအားလုံးကိုတန်တရာကင်းတဲ့ယုံကြည်ခြင်းနဲ့ယုံမားခြင်းကင်းတဲ့ယုံကြည်ခြင်းနဲ့သင်ကပြောဆိုဝန်ခံကြညာပြီးရွှေ့လိုက်ဖို့ဖြစ်တယ်။ထိုတောင်ကိုနေရာမှရွှေ့လောပင်လယ်၌ကြာလောဟုဆိုရင်ထိုသူဆိုသည့်အတိုင်းဖြစ်လိမ့်မည်။ဒီကျမ်းစာထဲမှာစကားပြောခြင်းနဲ့ပတ်သက်ပြီးဆိုသည့်အတိုင်းဆိုတဲ့စကားလုံးဆိုဆိုတဲ့စကားလုံးကိုသုံးချိန်တိုင်အောင်တွေ့ရပါတယ်။ ကျမ်းပိုက်တစ်ပိုက်ထဲမှာသုံးချိန်တိုင်အောင်ဘုရားခင်ရည်ညွန်းပြောဆိုနေခြင်းကတဲ့ရဲ့စကလုံးတွေမှာတကူစွမ်းအားရှိတယ်ဆိုတော့ကို နားလဲစီခြင်းလို့ဖြစ်တယ်။စိတ်နှလုံးဒီလူနစ်ဆိုင်ဤရှာနစ်ပြန်ပြောချက်ကသာဝရဘုရားပိုင်ဤလို့ကျမ်းစာကပြောပါတယ်။စိတ်ထဲမှာစိတ်ကူးယဉ်နေတယ်၊သွေးတောနေတယ်၊စင်ကြင်အောင်မေ့နေတယ်၊ယုံကြည်နေတယ်။ဒီအရာကသင်ကိုယ်တိုင်ဆိုင်တော့အရာဖြစ်တယ်။သို့တော့ ယုံကြည်ထားတဲ့အရာကိုနှုတ်ကနေပြောဆိုဝန်ခံကြေညာလိုက်တဲ့အခါမှာဖျားခင်ပိုင်ဆိုင်မှုဖြစ်သွားတယ်အတီးပြုတ်လိုက်ခြင်းဖြစ်တယ် activate လုပ်လိုက်ခြင်းဖြစ်တယ်ဒါကြောင့်နေ့စဉ်သင်ကဘလို့စကလုံးမျိုးတွေကိုရွေးချယ်ပြီးပြောနေတယ်လဲဘလို့ဝန်ခံအသက်ရှင်နေတယ်လဲဆိုတာရေးကြည့်ပါတယ်ဖြစ်ပျက်နေတဲ့အခြေအနေတွေထက်သင်ဝန်ခံနေတဲ့အရာက ပြဿနာတွေအထက်မှာဘုရားကကောင်းမြတ်ခြင်းတွေကိုဝန်ခံနေခြင်းဖြစ်ပါစေ။ရှားသည့်အသက်သေခြင်းနဲ့ရှင်ခြင်းကိုအစိုးရ၏ရှားကိုနှစ်သက်တော်သူဒီလဲရှား၏အသီးကို စားရ၏လို့ကျမ်းစာကပြောပါတယ်။နေ့စဉ်ကျွန်တော်တို့ဝန်ခံပြောဆိုနေတဲ့စကားလုံးတွေကအနာဂတ်မှာကျွန်တော်တို့ရိတ်တိမ်ရမယ့်အတီးနံတွေဖြစ်ပါတယ်။လူတစ်ယောက်က coffee ခွက်တစ်ခွက်ကိုကင်ပြီးလမ်းလျှောက်နေခဲ့တယ်။တယောက်တော့သူကသူ့ရဲ့ပခုံးကိုတိုက်မိတဲ့အခါအဲ့ဒီခွက်ထဲကဘာတွေထွက်လာသလဲ။ coffee တွေထွက်ကြလာခဲ့တယ်။ အကယ်၍အဲ့ဒီခွက်ထဲမှာဒါစီရှိခဲ့မယ်ဆိုရင်စီတွေထွက်ကြလာမှာဖြစ်သလိုရေထဲ့ခဲ့မယ်ဆိုလို့ရှိရင်လည်းရေတွေထွက်ကြလာမှာဖြစ်ပါတယ်ဒီတိုင်းပဲလူရဲ့စိတ်နှလုံးထဲမှာဘယ်အရာတွေတူထားပြီလဲဖျားစကားနှုတ်ကပတ်တော်တူထားတဲ့အခါတည့်ရဲ့ယုံကြည်ခြင်းတူထားတဲ့အခါဖျားစကားနာခံခြင်းနဲ့ဖျားခဲ့ရဲ့ဂတိတော်တွေကိုတူထားတဲ့အခါမှာဘဝရဲ့အချိုးအကွေတစ်ခုမှာထိမိခိုက်မိတိုက်မိတဲ့အချိန်တိုင်းမှာ တည့်ရဲ့နှလုံးသားထဲကနေဖယားစကားနှုတ်ကပတ်တော်ယုံကြည်ခြင်းကစီးထွက်လာမှာဖြစ်တယ်ဒါကြောင့်စိတ်နှလုံးကဗန္တာတိုက်ဖြစ်တယ်လို့ကျန်းစာကပြောနေခြင်းဖြစ်ပါတယ်။မိမိတူထားတဲ့အရာမိမိတိန်းထားတဲ့အရာတွေမိမိကိုယ်တိုင်ပြန်ပြီးရိတ်သိမ်းရမှာဖြစ်ပါတယ်။အာဗြဟံနဲ့ဆာရာတို့ကသူတို့မှာတာသမီမရှိခဲ့ဘူး။အသက်တွေကလည်းကြီးရင့်နေပြီးတို့တော်ဖခင်သူတို့ကိုပေးထားတဲ့နာမည်သူတို့ကိုဂတိပေးထားတဲ့ဂတိတော်ကိုယုံကြည်ခြင်းအားဖြင့် ဆာရဲဆိုတဲ့နေရာကနေဆာရာဆိုတဲ့နာမည်ကိုဖခင်ကခေါ်စီခဲ့တယ်။ဆာရာရဲ့အသိပ္ပယ်ကတားမြားစွာရဲ့မိခင်အာဗြဟံကနေအာဗြဟံလို့ပြောင်းပြီးခေါ်စီခဲ့တယ်။အာဗြဟံရဲ့အသိပ္ပယ်ကတားမြားစွာရဲ့ဖခင်လူမျိုးများစွာရဲ့ဖခင်လို့အသိပ္ပယ်ရပါတယ်။ဖခင်ရဲ့ဂတိတော်ကိုသူတို့ယုံကြည်ခြင်းနဲ့နေစဲဆာရာရဲ့အာဗြဟံရဲ့ဒီလိုခေါ်ဆိုကြတယ်။ဘေးပတ်ဝန်းကျင်ကသူတို့ကိုပြောမယ်။တားလည်းမရှိဘဲနဲ့ သားသမီးယတနာလည်းမထွန်းခါပဲနဲ့ဘလို့ဖြစ်လို့သားများစွာရဲ့မိခင်ဖခင်တွေဖြစ်နေကြတာလေယုံကြည်မရှိလိုက်တာသူတို့ကိုဝေဖန်ခဲ့ရဲ့ပြစ်တင်တဲ့သူတွေရှိနေမှာပါတို့တော့သူတို့ယုံကြည်ထားတဲ့အရာကိုသူတို့ကိုယ်တိုင်တီးပြီးဆက်ပြီးဝန်ခံခဲ့တယ်အချိန်တန်တဲ့ခါမှာဖခင်ကဂတိတော်အတိုင်းအမွေတော်ကိုခံစေဖို့တားအီးဆက်ကိုပေးခဲ့ပါတယ်ဒါကြောင့်ဒီနေ့တင့်ဘွားအသက်တာထဲမှာယုံမားတဲ့စိတ်နဲ့ကင်းတဲ့ယုံကြည်ခြင်းနဲ့ ပြဿနာတောင်တွေအားလုံးကိုရွှေ့ဖို့ဖယ်ရှားဖို့ဖြစ်ပါတယ်။ခြောက်တွေ့တဲ့နေရာမှာတင်ရှိနေခြင်းကတဲ့အားဖြင့်ဆိုပြခြင်းကိုဖခင်ကပြုခြင်းလို့ဖြစ်တယ်။ချက်တီးခက်ခဲခြင်းတွေနဲ့သူအစင်မပြေတဲ့မိသားစုထဲမှာတင်ရှိနေခြင်းကတဲ့အားဖြင့်ဧည့်သည်မိသားစုကိုကောင်းချီးပေးဖို့ဖခင်ကပြင်ဆင်ထားခြင်းဖြစ်ပါတယ်။စိတ်မပြတ်တဲ့အားမငယ်နဲ့ညူဆူတဲ့သဘောမရှိနဲ့တဲ့အားဖြင့်ဖခင်ကကြီးသောအမှုပြုခြင်းနဲ့ သင်ကဖျားခင်ရဲ့ကြီးမားတဲ့အကြံစီတော်ရည်ရွယ်ချက်နဲ့ဖြစ်တည်နေတာဖြစ်တယ်။ဖျားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါတယ်။အားလုံးကိုဖျားခင်အထူးကောင်းချီးပေးပါစေ။ တုခတာစီတွေတောင်းလို့ရှိနေခြင်း just got cool or the dia ba ဘယ်တော့မှရှင်လို့မရတော့ပါတင်းတင်းတဲ့ချိန်မှာတခင်ရဲ့ကတိတော်စင်ကြဲ့ oh ယုံကြည်နိုင်ရင် these girl 用几度的不安呀，拖到我边的亚麻月色，用几间的哭泣脸，拖到我的亚麻月，谁来把亏虚言？不若心里打给，也算丫头看呢，拖到你飘飘头。

တော်သတိရပါဘယ်တော့မှရှင်းလို့မရတော့ပါသင်တင်ခဲ့ချိန်မှာဖရာရဲ့ကတိတော်စင်တဲ့အော် ုနေရာမှာရှိစေနိုင်တော့အခွင့်ရှိတယ်ကိုရောရှင်ဂရီတာဂဲ